ယမီရဖတွေလည်းတတတသွားပြီးတော့အကြောင်းကြားတယ်တတတစီမှာပါလဲဆိုတော့ကျွန်မတို့စစ်ဘေးရှောင်ပေါ့စစ်ဘေးရှောင်မျက်စိမမြင်ရတဲ့ပီတူတူဘောနော်မျက်စိမမြင်ရသူကကယ်ဒီနဲ့ပေါ့တတတရဲ့ခြံပေါက်ကိုဟိုချသွားတာပေါ့သူကလည်းကျွန်မတို့အာကိုတကြီးနဲ့ဟာလားမတတတခြံချပေးလို့ပြောတာဟာလားဟုတ်တယ်ကယ်ငါလာလားဟုတ်ဟာဟုတ်ပြောပြပါအောင်နင်းဘယ်ကနေစိပေးရှောင်းလာလဲဘယ်ကွင်းကနေရှောင်းလာတာအဲရှောင်းလာတော့ဟိုအမျိုးတွေကပြစ်ထားခဲ့လိတ်ကြမှာပြစ်ထားခဲ့လိတ်ကြမှာပြစ်ထားခဲ့ဒါမှမှန်ကန်ကန်ပြောရအောင်နော်ဟုတ်တယ် အာအာတတတလည်းဟိုဘောကျွေးတာပေါ့နော်ကိုမရှိရှိတာကျွေးနိုင်တယ်ဒါပေမဲ့ခက်တာကသူကမျက်စိကမမြင်ရတော့ညာကြီးညာတာရောမနဲ့တိုင်းရောရေချိုးပြရတာအစာအကုန်လုတ်ပြရဆိုတော့ကျွန်မအဆင်မပြေဘူးပေါ့ဗတိတကုန်းဝင်ကပ်ပြတစ်ခု အဲလက်ဆောင်လေးထည့်ပေးပါမယ်။ကိုကပတ်စံလေးပေါ့နော်။ဝင်ကျင်လာလားဒါမှမဟုတ်အဲတန်ပုတ်တွေ၅မျိုးခါတာတော့အဲအားတွေကစပါတော့ကျမတို့ဒါနောက်ပရိအရင်ကျမတင်ပြပေးပြီးတော့မှဒါယူသားသားချွတ်ချွတ်ဆဆနဲ့ကျမတက်နိုင်တဲ့ဘက်ကပြည်သူတယောက်အနေနဲ့ပြည်သူတာဝန်ပေါ့နော်။ကျမဘာလုပ်မလဲဆိုရင်ဒါကျမမှအမိဖြူပြီးကျမကိုအားကိုးလို့ယောက်လာကြတဲ့ပြည်သူတွေအတွက်ကျမကဒါဆေးပေးရှောင်တွေအတွက်မျှတာပြီးကျမတော့မတိရှိမှကျမမချမ်းသာခြင်း။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျမအစီအပြေမယ်မနေ့ကကျမတင်တင်မယ်လေ။အဲ့အတွက် ေဖို့မွေးလာတဲ့လူတွေဖြစ်တဲ့အတွက်ကျွန်မတေမှာလည်းမကြောက်ဘူးเนาะနေရတဲ့ခဏတာမှာရှေ့လျှောက်ပေါ့ကျွန်မလူပိသားဖို့ပဲအရေးကြီးတယ်လူပိသားအောင်နေမယ်ဟာလာကျွန်တော်ကအမားတွေရှိရဆိုရင်ကျွန်မဒီအမားတွေအတွက်ပြန်ပြင်ဆင်မယ်လူဖြစ်နေတဲ့ဘဝမှာကျွန်မကတော့နံပါတ်1ကနေပြန်စူးစမ်းနေမှာပဲပြစ်ဆက်ဆရာရှိတဲ့အရာတွေမှန်တယ်များကျွန်မအသက်ရှင်တော့လေးပြစ်ဆက်တော့ခြင်းပါတယ်ဆက်ဆရာကြီးရဲ့အကျွေးတွေလည်းကျွန်မဆက်ခြင်းပါတယ်မဆက်နိုင်လို့ကတော့ပတ်ဆက်မရှိရင်တော့ဂရိမတီပေါ့ရှင်ကျွန်မဟာလာအကျွေးတွေလည်းမတည်ခင်လူဘဝမှာအကုန်လုံးကြည်အောင်ဆက်ခြင်းနေအဲ့တော့အခွင့်အရေးပေးလိုက်တဲ့နေ့မှာကျွန်မလုပ်ငန်းတွေပြန်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အသက်ရှင်သမျှပတ်လုံး အလုပ်တွေစူးစမ်းသွားမှာဖြစ်ပြီးအကျွေးတွေဆက်ဖို့အလုပ်တွေဆက်ထက်တန်ဖိုးပြုလုပ်နေကြောင်းအဆိုတော်တတတာကစစ်ပေးဆောင်အမျိုးသားအားကုညီရင် ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာတတတာကအခုကနွေယုံမြတ်ဒုက္ခဗောမြတ်ဒုက္ခလူမှုကေဇေရေးအတင်ရပြန်လာတာလူမှုကေဇေရေးအတင်ရပြန်လာပါတယ်ရှင်ဒီပေါ့ရမီရဖတွေလည်းတတတာသွားပြီးတော့အကြောင်းကြားတယ်တတတာစီမှာဗာလဲဆိုတော့ကျွန်တော်တို့စစ်ဘေးရှောင်ပေါ့စစ်ဘေးရှောင်မျက်စိမမြင်ရတဲ့ ပြီသူတူဦးပေါ့နော်မျက်စိမမြင်တာသူကယ်ဒီနဲ့ပေါ့တတတချံဘောက်ကိုဟိုချသွားတာပေါ့သူကလည်းကျွန်မကိုအာကိုတကြီးနဲ့ဟာလားမတတတချံချပေးလို့ပြောတာဟာလားဟုတ်တယ်ဟုတ်ကယ်ဒီငှားလာတာဟုတ်ဟာလားဟုတ်ပြောပြပါအောင်နင်ဘယ်ကနေစီပေးရှောင်းလာလဲဒီကွင်းကနေရှောင်းလာတာအဲရှောင်းလာတော့ဟိုဟာအမျိုးတွေကပြစ်ထားခဲ့လိတ်ကြမှာပြစ်ထားခဲ့လိတ်ကြမှာပြစ်ထားခဲ့ဒါမှမှန်ကန်ကန်ပြောတာနော်ဟုတ်တယ်အာအာတတတလည်းဟိုဘောကျွေးတာဗောနော်ကိုမရှိရှိတာကျွေးနိုင်တယ်ဒါပေမဲ့ခက်တာကသူကမျက်စိကမမြင်ရတော့ညာကြီးညာတာရော မနဲ့တိုင်းရောရေချိုးပြရတာအစားအကုန်လုပ်ပြရဆိုတော့ကျမအဆင်မပြေဘူးပေါ့ကျမဘွားလည်းတာယာဆိုပြနေရမဟုတ်ဘူးအလုပ်တော့ရသေးတာနော်အဲ့ကျတော့အလုပ်ငန်းသွားတယ်ဆိုလဲသူစားမစားပါမလားလို့ပေါ့နော်အဲ့လိုတွေးရတာတွေးပူရတာလူသားဆိုတော့လဲကျမစီမှာရောက်နေတာလက်မခံနိုင်ဘူးသွားထွက်သွားလို့လဲမောင်းမထုတ်ရဘူးကိုကမောင်းမထုတ်ရတော့သူ့ကိုလက်ခံထားရတာဘယ်နည်းရှိလဲငါရှိရောက်တာငါရငါရရှိပြီနော်ငါရရှိပြီအာကျမချစ်တော်ပေးတဲ့တေကိုတကယ်လို့ပေါ့နော်ဒီဦးလွင်မှာမျက်မြင်မြင်ကြောင်းပေါ့နော်သူ့ကိုလက်ခံနိုင်တဲ့မျက်မြင်မြင်ကြောင်းများရှိလို့ရှိရင်လို့ကွန်မန်းလေးမှာ ဆက်သွယ်ပေးပါလို့တသက်သက်အကူအညီတောင်းတာပါရှင်။ပြီးရနဲ့ကျွန်တော်တို့လူသားချင်းစာနာဖို့ဒီဘက်နဲ့မှာတကယ်လို့စိတ်ပေးဆောင်လိုက်ဆိုဒါဒီဘက်နဲ့ရက်တက်ဆိုင်နဲ့ရမီရဖားတွေပဲတက်ဆိုင်နဲ့ကျွန်မအိမ်မှာမထားနိုင်တော့ကျွန်မသူတို့စီမှာတက်ပို့လို့ရညနေဝင်လဲအိမ်မှာရောက်ခဲ့တယ်နော်သူတို့စီမှာဟိုတကယ်လို့စင်မပြင်းသူတို့စီမှာသွားပြီးတော့ဒါဆောက်ရှောက်ရမယ့်တာဝန်ဒီဘက်ကရမီရဖားလူကြီးစီမှာတာဝန်ရှိတယ် နော်တာဝန်ရှိတယ်အဲ့အတွက်ကျွန်တော်ပြောတာသွားတယ်နော်သူတို့ကလည်းလက်ခံချင်းမမျက်စိမြင်ရရင်တော့လူတွေကလက်ခံချင်းမှာပေါ့နော်အဲလူတွေကမျက်မမြင်ဒုက္ခိတဆိုတော့လက်ခံချင်းကြဘူးရှင်အဲအကြောင်ကျွန်မပြန်ခေါ်လာတယ်ဒါပေမဲ့ဖုန်ဖုန်ကြီးကတော့ပေါ့နော်ဖုန်ဖုန်ကြီးကလည်းဟိုမျက်ဒုက္ခအကြောင်းကိုသွားတယ်မျက်မမြင်အကြောင်းစုံစမ်းတဲ့ခါမှာဖုန်ဖုန်ကြီးကတော့တကယ်မလေးဘယ်လိုဖြစ်ချင်လဲပေါ့တကယ်လို့အွာလောက်တာဆိုရင်ရက်တော့အကြ ాయి မရဘူးသူ့ကိုလက်ခံထားပါမယ်ပေါ့လက်ခံထားပြီးတော့တခုခုစီစဉ်ရမယ်ဆိုတော့ဖုန်ဖုန်ကြီးကလည်းမျက်စိမမြင်ရဘူးဆိုတော့ကွတုခမပေးချင်ဘူးလေဒုက္ခမပေးချင်တာနဲ့ပြန်ခေါ်လာတာဟာလားဟုတ်ကဲ့အခုကီဦးလေးမှာစုံစမ်းပေးမယ်လို့ပြောလားပြောတယ် อืมအဲ့တော့ကျမသူကျမဒါဟိုဘောနော်ဘန်းပြပြီးတော့လဲတခုခုပေါ့ line ပေါ်မှာအတန်းရှင်းယူနေတာမဟုတ်ဘူးငကိုရဲကျမကိုတန်းတဲ့ကိုရှိပြီးသားနော်ကိုကိုကိုကျမကျမကိုကျမဟလာတိတ်ပြီးတော့နာမည်ကြီးချင်းမကြီးချင်းနေတိတ်စိတ်ဝင်စားဘူးဒါပေမဲ့ကျမလည်းအခုဘွားသမားပေါ့ဘွားကိုတိတ်ကပြန်စပြီးစူးစမ်းနေတဲ့အချိန်နော် အဝေးကြီးတွေကိုပြောချင်မို့ကျမနောက်ရက်ပေါ့အားလို့ရှိရင်ကျမတပတ်ခါဖနွဲခါလောက်ကြော်ရင်အားပြီပေါ့နော်ကျမရဲ့အကောက်ထဲမှာကြည်တော့ပေါက်တို့ကန်တောင်းတို့ဟာလာနွေယုံတို့ချောင်းကြီးတို့ပေါ့ကျမတို့ဒီနေမှာရေနော်အဲ့ဒီကကျမပြိတ္တတေကျမတို့နဲ့ friend ဖြစ်နေတဲ့သူတွေတော့ရှိကြပါလိမ့်မယ်နော်အဲ့တော့ကျမလည်းမတက်နိုင်ဘူးသူနဲ့ပေါက်ပြီးတောင်းသားဖြစ်ရင်လည်းဖြစ်သွားမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပတ်စံကိုကိုယ်တိုင်ကိုင်းသိလားအခု live ပေါ့ဝယ်စားလည်းပါမလားဘူးတချို့စီစီကလည်းကျမတောင်းပြီးတယ်အခုလည်းပါလဲဘလောက်ဖို့လဲဝယ်လာလားတိတ်တိတ်သုံးတော့တိတ်သုံးတော့ဘုံဟာလာမနေ့ကကြောက်အနှိတ်ခေါ်တာလေနော်ဟာလာ အဲတန်တန်လာနှိပ်ပေးပါတဲ့ဟုတ်လားအနှိပ်ခေါ်တာလေရတဲ့ပတ်စံကိုပျောက်မှာဆိုလို့အဲ3သိန်းရတာတသိန်း3000ကိုသူ့ကိုအဲအင်ကြီးနွေးတဲ့အင်ကြီးကလည်းမရှိဘူးနည်းနည်းညတန်ကျော်အေးအဲ့လေးဝယ်ပေးလာတယ်အဲ့ကြောင့်နောက်ရကျလို့ရှိရင်ကျွန်မသူ့ဖလားလေးနဲ့သူ့ကြီးလှုပ်လို့ချင်းပတ်စံမရမှာဆိုလို့ပတ်စံမရမှာဆိုလို့ပေါ့နော်ကျွန်မအာလိုက်ပြီးတော့အကူကြီးလိုက်တောင်းပေးရမှာပေါ့လိုက်ဟိုလိုက်တောင်းပေးရမှာပေါ့သူ့အတွက်နော်လိုက်တောင်းပေးပါပေါ့ဒီနွေးရုံတို့ကြီးတောက်ပေါက်တို့ပေါ့ဟိုပတ်စံအဆင်ပြေတဲ့အိမ်လေးပေါ့လိုက်အကူကြီးတောင်းမယ်ပေါ့နော်အဲ့ရလာတဲ့ပတ်စံလေးနဲ့ဘာလို့မှလဲဆိုတော့သူ့ပြီးဦးတွေမှာတကယ်လို့တင်တတ်တက်တယ်ဆိုလိုအပ်တာလေးတွေနော် အဖုံဖုံလူပေါ်ဆောင်းလေးတွေဟာလားချင်းောင်းလေးတွေနော်ဖနက်ဟာလားအဲအင်ညာဝက်ပြအောင်မအဲအင်ကြီးလေးတွေပေါ့နော်ဝယ်ပေးပြီးတော့မှပတ်စံလိုတဲ့ပတ်စံကိုသူ့ကိုလိုက်ပို့မဲ့သူပေါ့အဲပြီးဦးလုံးကိုအသွားပြန်လိုက်ပို့နိုင်တဲ့သူပေါ့နော်သူအသွားပြန်ဇရိတ်တို့ကျန်တာတို့အတွက်ကိုကျွန်မဒါအလူခံပေးမှဖြစ်ပါတယ်နော်အလူခံပေးမှဖြစ်တဲ့အတွက်ကြိုပြီးတော့ကြော်ညာထားပေးတာပါဒါရလာတဲ့ဟာကိုလည်းသူ့လက်ထဲမှာအပ်ပေးလိုက်မှာပါပြီးဦးလုံးမှာမျက်မမြင်ချောင်း ရှိတယ်လို့ပြောတယ်ပေါ့နော်မန္တလေးတွေပြည်ဦးလွင်တွေမှာစုံစမ်းပေးမယ်လို့ပြောတယ်ဖုန်ဖုန်ကြီးကတပတ်ခါပြန်လာခဲ့ပါတဲ့အဲ့ခါဖုန်ဖုန်ကြီးကသွားလို့ရပြီဆိုရက်ချင်းပြတဲ့ခါမှာသူတုံးဖို့လေသူ့ဘွားလေးပေါ့နော်အစင်ပြေချုံးမှုအောင်လို့ကျွန်မဒီຫນွေယုံကြီတောက်ပေါက်တို့ပေါ့နော်ကျွန်မအစင်ပြေတဲ့အိမ်လေးတွေလိုက်ပြီးတော့ သူနဲ့အတူပေါ့နော်လိုက်အလှခံပေးမှဖြစ်ပါတယ်အဲကြောင့်လူသားချင်းစာနာပေးကြပါလို့ပြောချင်ပါတယ်အမြင့်ကိုရောက်နေတဲ့သူတွေကလည်းအောက်ကငုံကြည့်ပေးပါလို့နော်အောက်ကငုံကြည့်ပေးပါကျွန်တော်စစ်ပေးရှောင်ဆိုတာလည်းအာရပြီးတော့သူပျော်ရွှင်လို့ပျော်ဝဲစားပြီးစစ်ပေးရှောင်လာတာမဟုတ်ပါဘူးရှင်နော်ပြီးသူဆိုတာသူတို့အိုးအိမ်လေးနဲ့သူတို့နေကျင်ကြတာပါပဲမဖြစ်မနေတာနော်မဖြစ်မနေအပြေးလွားလို့ဒါဒုက္ခတွေရောက်နေကြတဲ့အခါမှာတစ်ချက်တော့အာလူသားချင်းစာနာတော့စိတ်လေးနဲ့ငဲ့ကြည့်ပေးပါလို့ပြောချင်ပါတယ်ကျွန်မ channel မှာတချို့စစ်ပေးရှောင်တွေလည်းတချို့အများရှိတယ်အများကြီးပဲ အများကြီးရှိတယ်သူတို့ကတော့အခြေတန်အခြေကောင်းလက်ကောင်းနေလုပ်ငန်းလှုပ်ရှားနိုင်တယ်နော်လုပ်ငန်းလှုပ်ရှားနိုင်တယ်ဟိုရက်တုန်းကတော့ကျမအိတ်စပေးရှောင်းနေလဲအလုပ်မရှိဘူးပဲကျမလိုက်ဆက်ပေးတယ်ကျမတို့ရက်ကွက်မှာရှိရရမီရဖားလဲသွားចောင်းကြတယ်နော်ကောင်းတာလည်းမလုပ်မကောင်းတာလည်းမလုပ်ဆိုတဲ့လူမျိုးနော်ဟုတ်တာလည်းမလုပ်ကျွန်တော်မဟုတ်တာလည်းမလုပ်ဆိုတာဘာတခုမှယနေ့ထိစပေးရှောင်းလေးရအတွက်စံတပူတောင်လာမထောက်ပံ့ပေမဲ့စပေးရှောင်းရှင်အဲ့ဒီရက်ကွက်ထဲမှာ9ရောင်းနေတဲ့90ရာသာနော်တခါလာငါးငါးပိတ်သားလောက်လာပေးလိုက်နှစ်ပိတ်သားလောက်လာပေးလိုက်စေဘေးရှောင်းနေတဲ့စာနာတဲ့စိတ်နဲ့เนาะအဲ့တော့ကျမကလည်းအမှန်တမ်းပြောလို့ရှိရင်เนาะ ဟိုပါပေါ့လူတယောက်ကိုကောင်းကောင်းစောက်ရှောက်နိုင်တယ်ကျွန်မပတ်စံမရှိဘူးရှင်နော်ကောင်းကောင်းပြောမယ်ကျွန်မဒီခက်ကြီးမှာကျွန်မဘာလုံးမှမလုပ်ဘူးဘာမှမလုပ်ကျွန်မဆင်းပြေးသလိုနေတယ်နော်အဲ့ဒါကျွန်မခြံနေရောက်လဲဟိုပေါ့နော်တိုင်းရစ်ပြီးကြောက်အဲ့လိုမျိုးတချို့ရောင်းမထွက်တဲ့ခြံနေရှိတယ်အချိန်နေကောင်းလာရင်တော့ရောင်းထွက်မှာပေါ့အဲ့ဒါကျွန်မအဲတချို့တွေဆိုကျွန်မသွားအကြောင်းကြားတယ်ဒါရက်ွက်ဆိုရင်ရက်ွက်မှာဆိုဘယ်ဘာမှမဖြစ်ရက်ွက်ဆိုရင်ဒီရက်ွက်တက်ွက်မှာဆိုရက်ွက်လူကြီးရလို့ရှိရင်ရက်ွက်လူကြီးကိုကျွန်မဆေးပြေးရှောင်လေးဒုက္ခရောက်နေလို့အကူညီပေးပါ တောက်တောင်းတယ်စာတင်ပေးမယ်လို့ပြောပြောဘာမှအခုချိန်လေးတော့အကူအညီတော့မကြဘူးဒါပေမဲ့အဲ့ဒါတွေကမျက်မြင်မျက်စိမြင်ရတယ်လုပ်ငန်းလေးရှိရင်လည်းခေါ်ခိုင်းပေးပါဆက်ပြင်းတတ်တဲ့လူရှိတယ်နော်ပတ်ဖို့မောင်းတတ်တဲ့လူရှိတယ်လုပ်ငန်းချင်လုပ်တတ်တဲ့လူရှိတယ်သူတို့ခေါ်ပေးပါအဲ့ပေါ်ကိုထဲမှာစေးပေးရှောင်တော့လဲသူတို့မှလေချို့ချန်စားရတာပေါ့နော်ငပြားရည်နဲ့အရွက်နဲ့တိုးမြုံနဲ့အဲ့လိုလေးစားနေရတဲ့ဘဝဆိုတော့အဲကျွန်မဘာလုပ်ပေးလဲဆိုတော့ကို့မှာတသိန်းရှိရင်သူက9000မျှတုံးလိုက်တယ်တခါလေးကို့မှာ2သိန်းရှိရင်တသိန်းဖို့ပေါ့ဟင်းလေးပေါ့ကြက်သားတို့ချက်ယူတို့အားလေးနဲ့ကြောက်ဖြုံသေးနဲ့ရောပေါ့ကျွန်မ29ချန်ကြောက်ဖြုံသေးရည်တည်ရဲ့အဲ့ရာလေးနဲ့ရောသူတို့ကိုချွေးပေါ့ เนาะအတက်နိုင်သမျှဟိုတနေ့ကတော့စံကုန်တော့မှာဆိုလို့အာဈေးဆိုင်ရပေါ့ကျွန်မကျွန်မရောက်ွက်တဲ့ဈေးဆိုင်ရကျွန်မစံတဲ့8စီ4ဟိုစီ5ပိတ်သားဟင်းညုံမုံတစ်ပိတ်သားအာချက်တုံကြီးချက်တုံကြီးဝါစားပေါ့ချက်ဥချက်ဥ3000ကိုပေါ့အဲအဲ့လိုဒီပေါ့ကျွန်မဝယ်ပေးလိုက်တယ်ဘာဖြစ်လို့လဲဆိုစပေးချောင်ကြီးကြီးရတာလေကြိုက်အဟာရချွတ်တဲ့ကုန်တော့မှာလေတချို့ကပတ်စံမရှိဘူးဖြစ်တယ်လို့မတည်ုံစားနေရတာမတည်ုံစားနေရတဲ့စပေးချောင်ကြီး မတည်ုံစားပြီးတော့မှသူတို့မှာဒုက္ခရောက်တာဒီကြားထဲမှာအဖွားနှလုံးရောဂါတွေကပါသေးတယ်ကလေးလေးတွေလူမမဲကလေးလေးတွေပါသေးတယ်အဲ့ကြောကွက်ချီပြီးတော့ဗောနော်အော်ငါလည်းငါအတူမကဲနိုင်သူငါမကဲနိုင်ဖြစ်နေကြတာပါလားဗောဒါရေးဆိုရင်တစ်ချက်လောက်ဗောနော်ငဲ့ကြည့်ပြီးတော့မှနှုတ်ဤဆောင်းမှခြင်းကိုဤဆောင်းမှခြင်းတယ်ဗောကို့နေမှာလာတယ်ဆိုလို့ချင်းကို့ကိုအာကိုလို့ကို့နေမှာရောက်လာဆိုတော့ဒါစပေးရှောင်းနေအဆင်ပြေကြရလားဟာလာဘာကူညီလိုအပ်လဲဆိုတော့ရင်းနေရမပါတောင်မှ နှုတ်ကလေးနဲ့ပေါ့နော်စကားလေးတစ်ခုနဲ့ဆောက်ရှောက်စေချင်ပါတယ်လို့နော်ဆောက်ရှောက်စေချင်ပါတယ်အဲ့တော့ဒါကျွန်မဒီ like ကလေးလွှင့်ပြီးဟိုပြောရတဲ့အကြောင်းကြီးတော့ဒါတက်ဆိုင်နေသူတွေရောအားလုံးပေါ့နော်တရားလို့ကျွန်မ channel မှာဒါအာဒါစစ်ပေးရှောင်ပေါ့နော်သူဆိုရင်ဟလာဒုက္ခတော်တော်ရောက်လာမျက်စိကမမြင်ရအောင် ဲ့တော့ကျမအခုဒီနေ့တော့ကျမဒါဟိုမျက်မြင်ကြောင်ရှိတယ်ဆိုလို့တွားကြည့်လိုက်တော့မရှိတော့ဘူးတဲ့မျက်မြင်မြင်ကြောင်ကဟိုကိုဘေးဖြစ်ကလေးอ่ะဗောနော်သူ့နဲ့သူ့ကိုကိုနဲ့ဟိုသူ့နယ်တွေသူဗောမျက်မြင်မြင်နဲ့သူတွေကိုပို့လိုက်တာတဲ့အခုမျက်မြင်မြင်နေမရှိတော့ဘူးတဲ့ဖုံဖုံကြီးကလည်းဘဝတူမိုးတယ်ငါတို့မျက်မြင်မြင်တွေကိုအနှိမ်ခံရမှာဆိုလို့တဲ့စောက်ရှောက်ပါတယ်တဲ့ဆိုတော့အခုဖုံဖုံကြီးကအာဒါနဒုက္ခလားမြတ်ဒုက္ခမြတ်ဒုက္ခ မြတ်ဒုက္ခအာကဲဆယ်ရေးအတင်းထောင်ပြီးတော့မှာပေါ့နော်ဒီလိုလိုရောဟိုဝေဒနာခံစားရတဲ့သူတွေကိုစိတ်ယုံပို့ပေးတာတော့အဲ့လိုကဲဆယ်ရေးလုပ်နေရဆိုတော့ဆရာတော်ဘုရားကြီးကတော့ထားကျင်ထားကလေးရခဲ့တယ်ပေါ့ကိုလည်းဆရာတော်ဘုရားကြီးကိုဒုက္ခမပေးချင်တာနဲ့ပြန်ခေါ်လာခဲ့တယ်တပတ်ခါတော့ပြန်လာခဲ့ပါလို့ပြောတယ်အဲအဲကြောင့်ကျွန်မချစ်တော်ပေးတတ်တယ်လူသားချင်းဆန္ဒတော်စိတ်လေးနဲ့မျက်မျက်မြင်လက်ခံတယ်ဆိုရင် तू ကနှိပ်တက်ပါတယ်ဟုတ်လားဟုတ်ဟိုတုန်းကတော့ तू ကမျက်မျက်မြင်ကြောင်းတက်ဖူးတယ်ဟုတ်လားတက်တယ်သူ့အမေချမ်းမာရေးရတဲ့ तू ပြန်လာခဲ့ရတာပေါ့သူ့အမေအမေကအခုရှိရောလားရှိတော့ ော်သူ့မိစုံသွားပြီပေါ့သူ့မိကျမ်းမကြီးကသူ့ပြက်လာလာခဲ့ရတာတဲ့အဲ့တိုင်းပြောတယ်ကိုမောင်မောင်တဲ့32နှစ်ဟုတ်လားအသက်က32နှစ်တဲ့အရှိနေနေတူလိုက်ပါအဲအရှိနေနေပြလိုက်ပါနော်အသက်က32နှစ်မြောင်ဦးနဲ့ငါးတယောက်မှာစစ်အုပ်စုစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်ထိခိုက်ဒေဆုံးသူတွေရှိအထိနာတဲ့စစ်အုပ်စုကတက်ပြန်ဆုတ်ပြီးခြေရွာကနေအိမ်တွေကိုဒရုန်းနဲ့မီးလောင်ပုံးတွေကျဲချမန္တလေးတိုင်းမြောင်ဦးမြို့နယ်ငါးတယောက်မျိုးကထွက်လာတဲ့စစ်အုပ်စုစစ်ကြောင်းကို အော်တိုဘာလ29ရက်နေ့ကတော်လန်ရေးတပ်တွေအတင်းဆောင်ဆိုင်တိုက်ခိုက်ခဲ့တာကြောင့်စစ်အုပ်စုအထိနာကကြေးရွာတွေကိုမိရှုပြီးပြန်ဆုတ်သွားတယ်လို့ဖော်ဖာ Guerrilla Force ကသတင်းထုတ်ပြန်ပါတယ်။ ညောင်ဦးမြို့နယ်ငါးတယောက်မြို့ရဲစခန်းကနေခမန်းအင်အားတရခန့်ပါတဲ့စစ်လူအုပ်စုစစ်ကြောင်းကကြေးရွာတွေကိုဥတီစစ်ကြောင်းထိုးလာတာဖြစ်ပြီးတော်လန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲနိုင်ဝဲနီးပါးဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲတွင်းမှာစစ်အုပ်စုတပ်ဖွဲ့ဝင်၈ယောက်တေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်လို့ Popa Guerrilla Force အဖွဲ့တာဝန်ခံကပြောပါတယ်ကျွန်တော်တို့တရင်ရတာကတော့မြောင်ဦးစေးုံကိုပို့တဲ့16ယောက်ကလည်းတချို့တော့တည်တယ်လို့ပြောတယ်မြေပြင်မှာတင်ကူက16ယောက်လောက်တည်ဆုံးနေ အဲ့ဒါကအပြန်အလှန်ထိတွေ့တိုက်ပွဲအတွင်းမှာပြကြတော့ကြတယ်။နိုင်ဝဲဝင်းကျင်လောက်တော့ရှိမယ်။တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရသွားတဲ့စစ်အုပ်စုတပ်သားတွေကို၅တယောက်မျိုးကတဆင့်ညောင်ဦးစေးယုံကိုပို့ဆောင်စေကူတာတနေကြပြီးညောင်ဦးစေးယုံမှာတင်ထက်မှန်တေဆုံးတာတွေရှိတယ်လို့သူကဆိုပါတယ်။ တိုက်ပွဲမှာအထိနာသွားတဲ့စစ်အုပ်စုတပ်ထဲကတချို့တဝက်က၅တယောက်မျိုးကိုတပ်ပြန်ဆုတ်သွားပြီးဒရုန်းနဲ့မီးလောင်ပုံးတွေနဲ့ကျဲချခဲ့တာကြောင့်အိုရင်းကြီးရွာကနေအိမ်၁၅လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်စစ်အုပ်စုစစ်ကြောင်းထုတ်လာမှာစိုးရိမ်တာကြောင့်အိုရင်းကြီးရွာနဲ့အနီးနားမှာရှိတဲ့ကြီးရွာတွေကပြည်သူ၅၀၀ခန့်ထွက်ပြေးတင်းရှောင်နေကြရပြီးစစ်အုပ်စုစစ်ကြောင်းပြန်ဆုတ်သွားချိန်မှာတော့ကြီးရွာတွေမှာနေထိုင်နေကြပြီလို့ဆိုပါတယ် ဲ့တဲ့နေ့လုံးကလည်းဟိုမှာဟိုအပြင်းမဲ့ထွက်သွားလို့ဆိုင်ကနဲ့လိုက်ရှာခိုက်ရသေးတယ်ကိုစီမနေရသွားလေဘောင်မင်းကြီးကနောက်တစ်ခါအဲ့လိုမပြောမစုံနဲ့လည်းမထွက်သွားအောင်သိလားကိုရဲ့ဘွားကဗာလဲဆိုလူရီမြေကြီးကထိုးပြီးတော့အတနာခံတာတော့မဟုတ်ဘူးနော်လောလောဆယ်မှာကိုဘွားကဗာလဲဆိုတော့ကြာတနာမှာနော်အချမ်းသာရတယ်ဘွားနော်သူများကရုဏာတက်မှာဟုတ်လားသူများထူမှာထနိုင်ထရမယ်ဘွားဆိုတော့လူတွေအားလုံးကိုယ်ဘောနော်ကျင်နာအောင်နှိမ့်တယ်ဆိုလို့ရှင်လေဟုတ်လားဟုတ် ိုယ့်ရဲ့အနန္တတေမရအောင်တတ်တတ်ရှိရှိနဲ့မနဲ့ကြလို့ရှိရင်ရေမိုးချို့သွားနေနော်အဲ့တော့ကျွန်မအမှန်တိုင်းပြောလို့ရှိရင်တော့ကျွန်မမှာအရင်တော့ကလို့အလုပ်သမားတွေငှားပြီးရောမှာပေါ့နော်စောင့်ရှောက်ပေးနိုင်နေဆိုရင်တော့လူတယောက်တော့ငှားပြီးသူ့ကိုပြုတ်သူ့ကိုငှားပေးထားပါတယ်ဟိုပြုတ်သူလဲဆိုတော့မပြုတ်သူပါဘူးသူထမင်းခုကျွေးတယ်ဟုတ်လားထမင်းချက်တယ်ဆိုကျွန်မထမင်းချက်တယ်လို့လည်းမရှိဘူးအခုဆိုလို့ရှိရင်ဒီမှာထမင်းကြော်ဘူးဝေရပါ යි တော့ထမင်းကြော်ဘူးပဲဝေလာတာလက်အိမ်ရောက်မှစားအောင်ထမင်းကြော်ဘူးဒီချိန်တာလားဒီမလေးဟမ်ဒီမလေးအဲဒါဆိုရင်ကျွန်မတို့စားရပဲဝေလာတာထမင်းကြော်ဝေလာတာထမင်းကြော် အဲ့လိုပေါ့တခါလေကိုကအပြင်သွားနေဆိုဟဲ့သူစားမစားပါမလားဆိုတော့လူစိတ်လူစိတ်လူစားချင်းစာနာပေးတာပေါ့နော်အဲ့တော့ကျန်တဲ့လူတွေကလည်းလူလူချင်းလူစားချင်းစာနာပေးကြပါလို့ပြောရင်းနဲ့ဒီကန်တော်ကြီးတော့ပေါ့နော်ယုံမရှိတဲ့သူတွေကဟိုတာမာပေါ့နော်သူကတူနေတရားရှိနေတဲ့လူမဟုတ်ဘူးမျက်မျက်မြင်စပေးဆောင်တယောက်ဖြစ်နေတဲ့အတွက်သူ့မှာခက်ခဲနေရဲသွားတရားလည်းမြင်မရှိဘူးပြေးတရားလည်းနေရာမရှိဘူးအဲ့ဒါဖြစ်တဲ့အတွက်တသသနဲ့အတူတူတက်နိုင်တယ်မြတ်နော် ဟိုပတ်စံရှိရဆိုရင်ငွေ1000 2000မှာမခဲရင်ပါဘူး1000ဆယ်ယောက်စုလိုက်တော့တသိန်းရတယ်တသိန်းဆယ်ယောက်စုလိုက်တော့ဆယ်သိန်းရတယ်အဲ့ပတ်စံလေးနဲ့သူကောင်းတဲ့နေရာလေးကိုကျမလည်းစောက်ရှောက်နိုင်တဲ့ကောင်းတဲ့နေရာလေးကိုကျမပို့ချင်ပါတယ်အဲ့ကြောင့်အဂျီတော့ပေါက်တော့ຫນွေုံတို့ကန်တော်တို့မှာရှိရဲ့ဟိုဘောနော်မိဘပြည်သူများကလူသားချင်းစာနာတော့စိတ်ကလေးနဲ့ဒီမျက်မမြင်ပေါ့နော်စစ်ပေးရှောင်းပြည်သူတရားကိုတတ်နိုင်တဲ့မြန်ဝိုင်းဝေးပြီးကုညီပြီးတော့လှူဒန်းပေးပါလို့ကျမတောက်ဆိုချင်ပါတယ်ရှင်။နော်အဲ့အတွက်လိုက်လေးလွန်တာပါနော်။အဲ့ဒါငါ့စီမှာနေနေနေရရှိလား။ရှိဘူးကြ။ဟမ်မရှိဘူး။อืมအဲ့တော့ ိုပို့တဲ့စီမှာအကုတ်နေရမှာပေါ့ဟုတ်ဟင်ဟုတ်တယ်အင်းမြတ်မမေးချောင်းကိုပို့ရင်သွားမှာလားသွားမှာဟင်ဟဲ့လားဟုတ်ပြီးဦးလွင်နဲ့ဖုန်းဖုန်းကြီးကစုံစမ်းပေးမယ်တဲ့ဟုတ်အဲ့မှာသွားရင်ဟိုအဲ့မှာထားမယ်ဆိုရင်သွားမှာလားသွားမှာစီကတ်တိုင်းနေမှာလားနေမှာအင်းအကူရမရှိတော့အကူအမေနေရနေရမှာပေါ့နော်ဟုတ်ဟုတ်ဟုတ်ဟိုတော့ကလည်းပက်ဆက်မရှာရိုက်ခံရတာဟုတ်လားဟုတ်တယ်ဟမ်ဟုတ်တယ်ရိုက်ခံရတာအမျိုးရထားခဲ့ဟုတ်လားဟုတ်ပါဒါမှမပြောနော်ဒါကမှတိုင်းပြောလိုက်လွင်နေရမျိုးရပြစ်ထားခဲ့တာပက်ဆက်မရှိလဲပက်ဆက်မရှာရင်လည်းရိုက်ခံရသေးဟုတ်လားဟုတ်ရိုက်တာလားရိုက်တာအေး အဲ့ကြတော့နင်းကိုလုံခြုံတဲ့နေရာစိတ်ချတဲ့နေရာအကောင်းဆုံးနေရာကိုနော်ကို့ဘဝအတွက်တိလားအဲဟိုလက်မှုပညာတွေပါရင်သင်ပေးနိုင်တဲ့မျက်မမြင်သင်တန်းချောင်းကိုရအောင်ပို့ပေးမယ်နော်နောက်ကြော်လဲဆက်သွေးရရတယ်လို့လိုင်းပေါ်မှာဆက်သွေးရရတယ်လို့တတ်နိုင်တယ်များလန့်ကူညီပေးမယ်နော်ငါကတော့အဲ့ဘက်ကိုလိုက်ပို့လို့မရဘူးနော်အဲလိုက်ပို့နိုင်တဲ့သူရှာပြီးတော့မှနင်းကိုပို့ခိုင်းပေးမယ်နော်တိလားအဲ့တော့ကဲဟိုပေါ့နော်ဒီနွေယုံကြီးတော့ပေါက်မှရှိရတဲ့သူတွေနော်ဟုတ်လားအင်ကြီးလည်းမရှိဘူးမလားမရှိဘူးအေးတတ်နိုင်တယ်များကူညီပေးပါလို့တောက်လိုက်အောင်လောက်ချင်နွေယုံကြီးတော့ပေါက် 阿东，是街路的，公路，二姨，的，姨，二姨，阿龙，今朝我公，今讲，我公，你家吧，二姨，你也来买西吧。哎，买点豆豆，路开买点，你有别爱啦。那这姜嘛，做龙牙丁，别他呢，好，做丁就当讲的，好了。做丁就当，哎，讲的好。 你哋话啊，对来呢路口嚟啦。好，我而明咩咩面试到咯，明咩咩设备交接到咯，路备好咗，都系要路口嚟啦。俾人哋架车要搭车都帮手设备话说，架车要搭车都帮手设备，路口备好咧，然后俾埋做埋搭车都帮手嘅。诶，路窄唔好咯，那当路就把埋当边啦，做埋咁样明明明细啊，路都把到当边路备到嘛咯。俾人哋当当路路斜，我哋做埋诶路要这当边嘅咧，诶，咁人哋话啊，我当，起码架南华唔系冇通嘅，得啦。好，需要搭车埋，搭车埋，唔系冇通啊。你我路嚟到，诶，那灯过嚟龙啊。啊。啊。 မဝင်းမော်ထုံမိသားစုကိုဆူတောင်းပေးလာအောင်နင့်ကိုနှစ်သိန်းပဲလုပေးတာမဝင်းမော်ထုံတို့မိသားစုအားလုံးကျမ်းပါပါစေချမ်းသာပါစေရောင်းဝယ်တွေလည်းဖြစ်ကြပါစေဗျာအေးနော်ဟုတ်ကဲဒီလောက်ပါပဲရှင်မိုးလည်းချုပ်ပြီဆိုတာကျွန်မဟိုပေါ့အကြောက်ကြပေးတာပါကျွန်မစီမှာတကယ်လို့အမျိုးတွေရှိရဆိုရင်လည်းနော်ကျွန်မလိုအမျိုးမတော်တားမတော်သွေးမဆက်တဲ့သူတောင်မှတနာစိမ့်နဲ့မောင်းမထုတ်ရဘူးရှင်နော်ဒါကတလိမ့်ဆန်တကောင်လည်းမဟုတ်လူလူဖြစ်နာဖြစ်တဲ့အတွက်လူသားချင်းစာနာတော်စိမ့်နဲ့ဒီလိုက်ကိုကျင်သူ့မျိုးတွေရှိရဆိုရင်လည်းဟဟလား တက်နေတယ်မှာကျမတို့ကဝိုင်းဝန်းစောက်ရှောက်ပါမယ်เนาะဟိုပြန်ပြီးတော့သူ့ကိုစောက်ရှောက်ထားသိကြပါတယ်เนาะအမျိုးတွေကလည်းရိုက်တယ်ဆိုတော့ပြန်ဖို့ကလည်းအခက်အားကြောင့်ကျမပြူးလူရင်မှာဟိုမျက်မျက်မြင်တဲ့နှောင်းရှောက်ရှေ့ပို့ကြပါလေရှင်အားကြောင့်ကျမချစ်တော်ပေးတဲ့တွေကလည်းတကယ်လို့ရှိရဲဆိုရင်ကျမကို messenger လေးမှာပေါ့เนาะလိပ်စာလေးပြေးပြပါလို့ပြောတာပါရှင်เนาะအားလုံးကျမချမ်းသာကြပါသည်အနေကင်းပေးရှင်းကြပါသည်ဆန္ဒနဲ့ပို့ကထပ်တူကြကြပါသည်ရှင်ကျမစီမှာတင်ရောက်မှာလို့ရပါတယ်မန္တလေးထီတော့ပို့ပေးလို့ရပါတယ်ရှင်ရန်ကုန်နဲ့ကျမတို့တချို့ထိုင်းနိုင်ငံတို့ပေါ့เนาะပြူးလူရင်တို့မှာတဲ့သူတွေကတော့ကျမကားပေါ့เนาะကားစုံတန်းလိုက်ပါဦးမယ်တကယ်လို့ပို့ပေးလို့ရတယ်ဆို တော့ပို့ပေးပါမယ်အခုရပိုင်းကသွားရေးလာရေးတွေကခက်ခဲမှုတွေအများကြီးရှိပါတယ်အားကြောင့်မို့ကားတွေကအဆင်ဆင်ပေါ့နော်ဇက်တွေရောကူးရတယ်ကားတွေကအဆင်ဆင်ဖြစ်နေရဖြစ်တဲ့အတွက်ပေါ့နည်းနည်းကြာပါလိမ့်မယ်ဘလောက်ကြာကြာအတင်းဝါဆိုတာဟိုပုတ်တိုးသွားတဲ့အရာတော့မဟုတ်ပါဘူးမန္တလေးမြို့ကမှိုင်းတော့အနည်းဆုံးပေါ့နော်9000ဘူးလောက်3000ဘူးလောက်မှိုင်းကို delivery ကနေအဆင်မပြေဘူးရှင်လူတစ်ယောက်တော့ကားက2000လောက်ရှိရဆိုတော့လေအားကြောင့်အနည်းဆုံးမှားနိုင်ရင်ပေါ့နော်တင်းဝါလည်းရှားသွားပြီရှင်နော်ဟိုတူးတဲ့လူတွေကတိတ်မရှိတော့ကြောက်ကြလို့လေတော်ထဲမှာဝင်ရင်ကြောက်ဘူးအားကြောင့်မို့တင်းဝါရှားသွားပါတယ်အားကြောင့်မို့တကယ်လို့မှားတယ်ဆိုလို့ရှင်အဆင်ပြေတယ်ဆိုရင်အနည်းဆုံး9000ဘူးပ ေါ့နော်၃တောင်ဘူးကအောက်ထစ်ဗျာနော်၅တောင်ဘူး၃တောင်ဘူးမှမှသာလေကျွန်မပို့ပေးပါမယ်ရှင်နော်မန္တလေးထီကတော့မဖြစ်မနေပို့ပေးမယ်ပြည်ဦးလူရလည်းကျွန်မစုံစမ်းလိုက်ပါဦးမယ်ရှင်ရန်ကုန်ကလည်းမှာထားတယ်ထိုင်းနိုင်ငံကလည်းမပို့ဘူးလားတဲ့ပေါ့တရင်ကွာအမှုန်ဆုံးလို့ချင်းလေး तू ကကျွန်မတို့အမြင့်တွေကုန်ထည့်ပြီးတော့ကြိတ်တာမို့အပေါ်အကြီးကိုလေးတွေပေါ့နော်ခွာပြီးတော့မှတေချာဒါလေးနဲ့တလက်ပြောမှအဲ့ဒါကိုအမှုန်ဖြစ်ပြန်ကြိတ်ပြောမှစကားအမှုလေးနဲ့ပြန်ချပေါ့ညက်မှုန်နေအောင်မှအဲကျွန်မကလုတ်ပေးတာဖြစ်တဲ့အတွက်တဘူးကိုအနည်းဆုံး၃တောင်လောက်တော့ရှိပါမယ်ရှင်နော်တဘူးကိုအနည်းဆုံး၃တောင် तू ကဘာကောင်းလဲဆိုတင်းတိတ်ဝက်ချံမဲ့ကြောင့်နေလောင်တန်းကိုအထူးပြောက်ပြောမှအသားကြီးလာသေးပါတယ်ဒါတက်တက်အဖ တ်သုံးမထားပါဘူး။ဒါကျမရဲ့ပင်ကိုရုပ်ပါနော်။ဒါကျမရဲ့လုံးဝဒါအဖတ်သုံးမထားပါဘူးရှင်။ကျမအသက်ကအာ40နဲ့9နှစ်ကျော်ပြီဆိုတော့အေး46နှစ်လို့မပြောချင်45နှစ်ကျော်ပြီဆိုတော့45နှစ်နဲ့ထပ်တူကြတဲ့အရွယ်ကျုပ်ရည်ပဲရှိပါလေရှင်ဒါဒါကျမတင်ရင်းဝါပဲလူပါလေကျမဘာမှမလူပါဘူးเนาะဒါမိတ်ကပ်တွေလည်းခံထားတာမဟုတ်ပါဘူးရှင်တင်ရင်းဝါလေးလူပဲတိုးပတ်လေးနဲ့ပုတ်ပြောမှမနေ့ကရတာပကွက်ကွက်ထားတာဖြစ်ပါတယ်တင်ရင်းဝါကိုเนาะဆွဲလူပါရှင်เนาะမိနေတဲ့တွေကလည်းဟိုပါဗောเนาะဆက်နှွင်းရဲ့အစား မီးရပိမီးရချောက်မီးရနံမီးရထုံမီးရကျင်မီးရကိုက်ခဲတွေပျောက်စေပါတယ်ရှင်မီးနေတဲ့တွေကလည်းဆက်နွှင်းအစလူးလို့ရပါတယ်ခလေးလေးတွေဆိုရင်၃လမှ၅လရောက်ပြီဆိုလို့ရှင်တင်ရင်းဝါကိုဆက်ဆက်မြဲမြဲလူးပြီးရွှေအစင်းတက်ကဲ့သို့ဝင်းဝါပြီးတော့အသားကိုဖြူစင်နေပါတယ်ပြီးရနဲ့ခလေးလေးတွေကညောင်းရင်ညောင်းတက်တယ်လို့မပြောပါဘူးအဲဒါကြောင့်မို့ခလေးလေးတွေကိုဂရုံတုံးကားသားလို့ရေးချိုးပေးကြတော့တင်ရင်းဝါလို့တကူလုံးလိမ့်ပြီးဖြစ်ခလေးတွေကအရန်အိတ်ပါတယ်ရှင်နော်အိတ်ကောင်းတယ်ပေါ့သူတို့အခိုးတွေပွင့်သွားပေါ့အညောင်းညာလည်းပြေစေတယ်ချင်ကြိုက်တာတွေလည်းတက်တာတယ်ပြီးရနဲ့ကျမတို့လက်တွေမှာရားရအဖူးတွေပေါက်တယ်ဆိုရင်လူးပါနော်ကျမတို့ဒီလိုမျိုးဟိုပါပေါ့လေဘင်းကြီးရော ောဂါတို့အစီကျိတ်တို့ရှိရဆိုရင်လည်းတရင်းဝါနဲ့ရှင်ပါကူပေါ့နော်တွဲပြီးစားထည့်ပြီးလူပါရှင်းနော်ပြီးတာနဲ့ကျမတို့လေကောင်းယောဂါဆိုလို့ချင်းလည်းတိမ်ဝင်းဝါကိုတွဲပြီးတော့မှလက်ဖက်စားစုံးနဲ့တနေ့၃ချိန်တောက်ပေးုံဖြစ်အဲ့လေကောင်း တွေ့တွေ့ယောဂါအစအမြင့်ပြတ်ပြောက်ပါလေရှင်။ရေပြားယောဂါတွေအတွက်လည်းအထူးကောင်းမွန်စေသောတည်ရွာမြေဖြစ်ပါတယ်။ဒီကြီတောက်ပေါက်တို့ကန်တောင်လို့ဆိုရင်တော့လူကိုယ်တိုင်လာဖို့ပေးပါလေရှင်။ကြီတောက်ပေါက်ကန်တောင်နွယ်ယုံချောင်းကြီးလူကိုယ်တိုင်လာဖို့ပေးပါမယ်။အနည်းဆုံး၃တောင်ပြုလို့ယူပေးပါရှင်နော်။လူကိုယ်တိုင်လာဖို့ပေးပါရှင်။ပြီးရတဲ့ကျွန်မကျွန်းနဲ့စစ်စစ်ပရိလက်ပတ်လေးတွေဒီရပိုင်အန်ရကင်ပေးရှင်အောင်လို့ကျွန်းနဲ့စစ်စစ်ပရိလက်ပတ်လေးတွေလည်းမှာထားပါလေရှင်။နော်။ပြီးရတဲ့စိတ်ပတိပေါ့နော်။ကိုကအန်ရကင်နာအတွက်စိတ်ချနာလား၊ငွေဝင်ဖို့စိတ်ချနာလား၊ဇေယောက်ကောင်းဖို့စိတ်ချနာလားဆိုတော့ပရိတကုံးွယ်တာနဲ့ကျွန်မတို့ကဂါထာတစ်ပုဒ်ပေါ့။ကိုလိုချင်တဲ့ဂါထာလေးတွေပေါ့နော်။တတဆဆဆမြဲမြဲစိတ်တဲ့ဂါထာလေး 哩，哎呀，哩又怎么隔壁阿哩呢？哎呀哩又把那过年嘛事嘞，呃，公表大仔不一撇，怎么沙哩哩死比了嘛，把哩的公原隔壁阿的苦。 အဲလက်ဆောင်လေးထည့်ပေးပါမယ်။ကိုကပတ်စံလေးပေါ့နော်။ဝင်ကျင်လာလားဒါမှမဟုတ်အဲတန်ပုတ်တွေ၅မျိုးခါတာတော့အဲအားတွေကစပါတော့ကျမတို့ဒါနောက်ပရိရိုင်ကျမတင်ပြပေးပြီးတော့မှဒါရူသားသားချွတ်ချွတ်ဆဆနဲ့ကျမတက်နိုင်တဲ့ဘက်ကပြည်သူတယောက်အနေနဲ့ပြည်သူတာဝန်ပေါ့နော်။ကျမဘာလုပ်မလဲဆိုရင်ဒါကျမမအမိဖြူပြကျမကိုအားကိုးလို့ရောက်လာကြတဲ့ပြည်သူတွေအတွက်ကျမဒါဆေးပေးရှောင်တွေအတွက်မျှတာပြောကျမတော့မတိချင်မှကျမမချမ်းသာခြင်း။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျမအစဉ်ပြေမယ်မနေ့ကကျမတည်တည်မယ်လေ။အဲအတွက်တည်ဖို့မွေးလာတဲ့လူတွေဖြစ်တဲ့အတွက်ကျမတည်မှလည်းမကြောက်ဘူး။နော်။နေရတဲ့ခဏတာမှာရှေ့ရှောက်ပေါ့ကျမလူပီသားဖို့ပဲအရေးကြီးတယ်။လူပီသားအောင်နေမယ်။ဟာလာ ကျွန်မကအမားတွေရှိရဆိုရင်ကျွန်မဒီအမားတွေအတွက်ပြန်ပြင်ဆင်မယ်လူဖြစ်နေတဲ့ဘဝမှာကျွန်မကတော့နံပါတ်1ကနေပြန်စူးစမ်းနေမှာပဲပြီးဆက်ဆရာရှိတဲ့အရာတွေမှန်တယ်များကျွန်မအသက်ရှင်တုန်းလေးပြီးဆက်သွားခြင်းပါတယ်ဆက်ဆရာကြီးရဲ့အကျွေးတွေလည်းကျွန်မဆက်ခြင်းပါတယ်မဆက်နိုင်လို့ကတော့ပတ်စံမရှိရင်တော့ဂရိမတီဘောရှင်ကျွန်မဟုတ်လားအကျွေးတွေလည်းမတည်ခင်လူဘဝမှာအကုန်လုံးကြည်အောင်ဆက်ခြင်းနေအဲ့တော့အခွင့်အရေးပေးလိုက်တဲ့နေ့မှာကျွန်မလုပ်ငန်းတွေပြန်နော် အဲ့လိုပြောချင်ပါတယ်ပြည့်ရတဲ့ like ကလည်းကျမကအဲကျမကလိုင်းရနေရတိုင်းမမိပါဘူးရှင်အဲ့ကြောင့်စပို့ထားတယ်ဆိုရင်အချိန်နဲ့တပြေးညီရှာလို့ဟိုစမပြန်တာပါနော်အခုလည်းလိုင်းတုံညီလို့အပြင်ထွက်လာတာဖြစ်ပါတယ်အားလုံးချစ်ပါတယ်ကျေးဇူးတင်ပါတယ်တင်းရောလေးကိုလည်းအပိတ်ချပါဦးရှင်နော်ပတိလက်ပတ်ကိုလုံးပတိလက်ပတ်လေးတွေလည်းရပါမယ်ရှင်မကြခင်မှာကျမစိတ်ပတိနဲ့တန်လျက်ဆွဲချိုးလေးတွေပေါ့နော်တန်လျက်ဆွဲချိုးလေးဆိုလက်လာလေးတေချာပြင်ဆင်ထားတာဘုံကလည်းမြင့်စီလို့အနေရကင်းပေးရှင်ပါတယ်ရှင်အဲ့တန်လျက်ကဆွမ်းအားကျွန်းနဲ့စစ်စစ်တန်လျက်ကဆွမ်းအားရဲ့အဆွမ်းထက်မှုရဲ့ကျမဒီကျွန်းနဲ့ကိုစောင့်တဲ့နက်မြက်နက်ကောင်းတွေရဲ့ဘုံ တကုတ်တီဆိုအာနုဘုံကြီးနဲ့တကွာရေတကုတ်ရင်းနဲ့ဆရာတော်ဖျားကြီးရဲ့ရင်ငွေလေရင်ဘတ်ထဲမှာပေါ့နော်အော်ပိုက်ပြီးတော့မှကျွန်မတို့တိတ်ရှိတင်ထားတော့ပဒီလေးတွေတစ်လုံးတစ်လုံးလဲကျွန်မတို့ထည့်ထားပါလေရှင်အဲ့အကြောင်းမို့လုံးဝယုံယုံကြည်ကြည်နဲ့သာဆွဲပါနော်ယုံယုံကြည်ကြည်နဲ့ပါဆွဲပါအဲ့နေကင်းပြီးရှင်းပါလေရှင်အားလုံးကျမချက်နာပါသည်ကဲကိုမောင်မောင်ကဲပြန်တော့မယ်နော်ဟုတ်ပြီလားအော်ဒါကြီးကကျမတွဲလောင်းတွဲလောင်းနဲ့တတုတ်ကဒုက္ခလို့လည်းမမြင်ပါဘူးကိုကကုစုတွေလာပေးတယ်လို့ပဲမြင်ပါတယ်တခါတည်းကျော်လဲအော်တခါကျော်လဲငါသူနဲ့ဘလို့လောက်ရမှာလဲမသိဘူးဆိုစိတ်ညစ်မိရပါဘောတခါတည်းကျော်လဲတွေးလိုက်တာပေါ့အော်ငါ့ကိုဒါကုစုလာပေးတယ်ပေါ့ အဲ့လိုပဲတွေ့ပါတယ်အကြောင်းဝိုင်းဝန်းကူညီပေးကြပါဦးလို့ပြောချင်ပါတယ်